အားလုံးပဲမင်္ဂလာပါကျမရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေအဲဒီနေ့ကျမအားလုံးနဲ့မျှဝေခြင်းနဲ့အကြောင်းအရာတွေကဒီကျမရဲ့ဗီဒီယိုကောင်းစင်မှာပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီနေ့ခင်လုံငန်းခွင်မှာအသုံးများလာကြတဲ့အခေါ်များလာကြတဲ့အမျိုးအစားဝန်ထမ်းအမျိုးအစားတစ်မျိုးလို့ပြောရမယ်နောက်အဲ့ဒီဟာကကြတော့ဒီလုံငန်းခွင်မှာရှိတဲ့ဝန်ထမ်းခေါ်တဲ့ အဟာတွေအပြင်ကျမတို့တွေဒီကိုကိုပိုင် business လုပ်မယ်ပေါ့နော် entrepreneurship လုပ်မယ်ဆိုလည်းပဲကိုယ့်ရဲ့ဒီ skill ဒီဒီလိုမျိုးတွေဖြစ်နေရမယ်ဆိုတာမျိုးကိုကျမ sharing လုပ်ပေးချင်တာဖြစ်တယ်ဆိုတော့အဲ့ဒါမတိုင်ခင်မှာဆိုတော့အဲ့ဒါမတိုင်ခင်မှာကျမအားလိုမျိုးလူတွေရှိသလားဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောပြချင်တယ်ဥမာကျမအားရောကကြတော့လူတွေမှာရှိကြတယ်။အမစကားပြောတာဆိုရင်ဒီဟိုလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ introvert နဲ့ extrovert ဆိုပြီးတော့နှစ်မျိုးရှိတယ်။ဆိုတော့ပုံမဲ့လူလူတိုင်းကပေါ့နော်။သူကလုံးဝကြီး pure introvert လုံးဝကြီးတယောက်တည်းနေတာကိုလုံးဝကြိုက်တဲ့သူ။သူကလုံးဝကို extrovert တယောက်တည်းကိုမနေတတ်ဖဲနဲ့လူအများနဲ့မှလုံးဟိုလုံးလုံးဝကြီးနေတတ်တဲ့သူဆိုပြီးတော့အဲ့လို100% extrovert 100% introvert ရဲ့လိုကရှားတယ်။ရှိတော့ရှိတယ်ပေါ့နော်ရှားတယ်။တော်တော်များများကကြတော့အဲ့ဒီဟာနှစ်ခုကဥမာတရားပေါ်မှာအခြေခံနေဆိုရင်ပေါ့နော်တရားရခိုင်နှုန်းပေါ်မှာအခြေခံနေဆို တချို့ကကြတော့မှ introvert က30ရာခိုင်နှုန်း extrovert က80ရာခိုင်နှုန်းဖြစ်မယ်20 80ဖြစ်မယ်40 60ဖြစ်မယ်ပေါ့နော်အဲ့တော့အမျိုးမျိုးရှိကြတယ်ဥမာကျမဆိုရင်ကြတော့ဒီအများတန်းပေါ့နော်အခုခေတ်စားရတဲ့ MBTI test တွေနဲ့ဆက်လိုက်တိုင်းမှာကျမကအများတန်းဒီအလဲမှာအများတန်းရှိနေရ50ပေါ့နော် extrovert 50 introvert 50အဲ့ဒီအတွက်ကြောင့်ဟိုဟိုလူတွေနဲ့ဒီနေရတဲ့အခါပေါ့နော်ပေါင်းနဲ့ဆက်ဆံရတဲ့အခါမှာဥမာ ကျမကအမြဲတမ်းကြီးလက်တယောက်ထဲနေချင်တာလည်းမဟုတ်ဘူးဟိုလူတွေနဲ့ဒီလောက်ရတာကိုလည်းပဲကြိုက်တယ်ပြီးတော့တစ်ခါတည်းကြရင်အဲ့လိုမျိုးဟိုဟိုပါတီတွေတို့ပေါ့နော်ဒီကျမတို့အလောက်ကလောက်တဲ့ပွဲတွေတို့ဘာလို့မှဆိုလည်းပဲကျမလူတွေနဲ့ကောင်းကောင်းအာဟိုပါဝင်ပျော်ရွှင်နိုင်တယ်ပေါ့နော်ပြီးရင်လည်းပဲအတယောက်ထဲနေရမယ့်ကိစ္စတွေရှိလာရင်လည်းပဲတယောက်ထဲလည်းအေးဆေးဆေးနေလို့ရတယ်ဒါပေမဲ့အတယောက်ထဲကိုနေရတာကြာလာပြီဆိုရင်လည်းပဲကျမအပြင်ကိုသွားပြီးလူတွေနဲ့တွေ့မှာ ပေါ့နော်အဲ့လိုဆိုတော့အဲနည်းနည်းဟိုခွာကြကြအခြေအနေတွေမှာရှိတယ်အဲ့ဒါကိုကြာတော့ကျမတို့တွေဒီခေါ်တာက ambivert တင်တယ်အဲ့လိုမျိုးတွေရှိကြတယ်ပေါ့နော် extrovert နဲ့ introvert နဲ့ကသူ့ရဲ့ဒီ traits တွေကရောနေတာမျိုးပေါ့ နောက်တစ်ခုကတော့ကျွန်မရဲ့သွေးမျိုးစားဆိုရင်လည်းပဲအဲ့လိုပဲ AB ဖြစ်နေရ AB သွေးတွေကတကယ်ကရှားတယ်ဥမာတရားမှာဘယ်နှယောက်လောက်လဲတရားနှစ်ယောက်အလောက်ပဲရှိရ A ဆိုလဲ AB ဆိုလဲ B မဟုတ်ဘူးဥမာအဖေက A အမေက B ကျွန်မ AB အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒါတွေလည်းပဲဟိုဟိုရောနေတာပေါ့ကျွန်မတစ်ခုဆိုတစ်ခုတည်တတ်မဟုတ်ဘူးပြီးတဲ့အခါကျတော့အဲနောက်တစ်ခုကဒီတချို့တွေဆိုရင်အဲဒီ left handed နဲ့ right handed ပေါ့နော်အာဘယ်တန်လားညာတန်လားတချို့တွေဆိုလုံးဝညာတန်တချို့တွေဆိုလုံးဝဘယ်တန်အဲ့လိုမျိုးတိတိပပ ရှိတယ်။ဟိုကျွန်မဆိုရင်ကျတော့အဖေကဘယ်တန်းအမေကညာတန်းဖြစ်နေတယ်။ကျွန်မရဲ့မောင်နှမတွေအားလုံးကကျတော့ညာတန်းနေပဲအမေပဲလိုက်ကြတယ်ပေါ့နော်။ကျွန်မကကျတော့အဲ့လိုအမေလည်းမဟုတ်ဘူးအဖေလည်းမဟုတ်ဘူး။ဘယ်ရောညာရောတန်းတာပေါ့။မစာရေးတာဆိုကျွန်မညာရေးရတယ်။ဒါက ဟိုအငယ်တုန်းကအမေကနေပြီးတော့မှကျင့်ပေးလိုက်လို့ပေါ့နော်တချို့တွေဘဲတန်းတွေကိုအမေတွေကညာကရေးစင်ရေးစင်ကျင်တဲ့အခါကျတော့ကျင့်ပေးလို့ညာတန်းဖြစ်တဲ့သူတွေလည်းရှိတယ်မဟုတ်ဘူးကျမကကျတော့အဲ့လိုအမေကကျင့်ပေးခဲ့တာမို့သူ့ဟာသူကိုစာရေးတာညာကနေပြီးတော့မှအာတန်တယ်ဒါပေမဲ့ဒါကကင်နာရောကက်ကြီးကင်နာရောဘာလို့အခြားမှလုံးကြီးဝတ်တာရောဘာလို့ကျတော့ဘဲတန်းဖြစ်သွားရောပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီဟာကိုကျမငငယ်လေးကကိုကိုကိုတည်ရယ်ကိုကအာဟို အရာရာအားလုံးကိုဆက်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 ဖြစ်နေရတာပေါ့တခုဆိုတခုကျမမှာတင်းတက်ရင်ရဲ့လို့မရှိဘူးမမအစားအစာဆိုလည်းပဲကျမမကြိုက်တဲ့ဟာရဲ့လို့တင်းတက်ရင်တိတ်မရှိဘူးအကုန်လုံးကိုစားရတယ်ပေါ့နော်တစ်ခါလေကျတော့ငငယ်လုံးကဆိုရင်အဲ့ဒီအတွက်ကြောင့်အကုန်လုံးကိုအဆင်ပြေနေတဲ့ခါကျတော့ဟိုကလည်းရတယ်ဒါလည်းရတယ်ဆိုတော့သူများလေးဆိုရင်ရှိကြတယ်ဟာငါဒါကိုလုံးဝမကြိုက်ဘူးငါဒါကိုအရင်ကြိုက်တယ်အဲ့လိုမျိုးတွေရှိကြတော့ဥမာကျမမှာကျမမကြိုက်တဲ့အရာလေးတခုရှိလာပြီဆိုတော့အရင်ပျော်တာပေါ့နော်အော်ငါလည်းပဲလုံးဝမကြိုက်တဲ့အရာရှိပါလားပေါ့အဲ့လိုအဲ့လိုအထိကို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 စိတ်တစားဖြစ်ဖြစ်ခဲ့မှုတယ်ဘယ်လိုလဲတော့အာ နောက်တစ်ခုကတော့ဥမာအာဒီ professional ဘိုင်းနဲ့ဆိုလဲပဲအဲ့လိုပဲအချို့တွေကဒီ gain ခန်းနဲ့ပတ်သက်ပြီးအရန်ကျွမ်းတယ်ဥမာတချို့တွေကကြောင့်အဲ့လိုမဟုတ်ဘူး logic ဘိုင်းမဟုတ်ဘူးတချို့တွေကကြောင့်ဒီ creative ဘိုင်းပေါ့နော်ဖန်တီးတဲ့ဟာအပိုင်းပေါ့ဖန်ကွန်မြူးတဲ့ဟာအပိုင်းပေါ့ဖန်ဖန်တီးတဲ့ကွန်မြူးတဲ့အဲ့အရာတွေကိုပို့ပြီးတော့မှအာသန်တယ်အချို့တွေကကြောင့်မဟုတ်ဘူးဒီဘက် logic ဘိုင်းတွတ်တက်ချက်တဲ့ဟာတွေဘက်ကိုအာသန်တာတွေရှိတယ် အဲကြောင့်တို့တချို့တွေဆိုရင်အမ်ဒီဒီဟိုသူတို့ငယ်ငယ်တွေကပေါ့နော်ဒီဟာကိုသူတို့ဆက်လုံးလို့မရဘူးသူသူရဲ့ဒီ talent ရှိတာကဒီ creative ဘက်မှာ talent ရှိတယ်အဲ့အတွက်ကြောင့်တော့ပကြီးဝါသနာပိုင်းပကြီးကိုစိတ်နှစ်ပြီးလှုပ်တာတို့တချင်းဝါသနာပိုင်းတချင်းကိုစိတ်နှစ်ပြီးလှုပ်တာတို့အလုံးလိုက်တဲ့ခါမှာသူအောင်မြင်တယ်ပေါ့နော်ဟိုကျွန်မကကြောက်အဲ့လိုမဟုတ်ဘူးကျွန်မကကြောက်ဒီ logic ဘိုင်းပေါ့ gain gain ဘိုင်းလဲပဲကျွန်မစိတ်ဝင်စားတယ်ရတယ်ဥမာဒီ creative ဘိုင်းပေါ့နော်အခုဆိုလဲကျွန်မဒါ video တွေဖန်တီးရကျွန်မစာတွေရေးတယ်ပေါ့နော် creative ဘိုင်းလဲပဲစိတ်ဝင် စားပြန်ရောပဲအဲ့လိုဖန်တီးတဲ့အပိုင်းကိုလည်းအဲဒါပေမဲ့လည်းပဲလုံးဝအေးမှာ creativity နဲ့ပတ်သက်ပြီးတော့မှလုံးဝ talent 100%ရှိတဲ့သူတွေနဲ့ရှင်လာရင်တော့အာကျမဒီသူတို့လောက်ကြီးဟိုသူရကျမရဲ့ဒီဒီဟိုငိုပါတဲ့အဗီဇာ talent ပေါ့နော်ငိုပါလာတဲ့အဲ့ talent ကိုကြာတော့သူရဲ့ဒီမွေးရပါဗီဇာပေါ့ဗီဇာကသူတို့လောက်ကြီးတော့အာရန်ကြီးမကောင်းလာဘူးမကောင်းလာတဲ့ခါကျတော့မှသူတို့ကအာ ခုခုလေးဖန်တီးဖို့အတွက် တနားရီလောက်ပဲအချိန်ယူရမယ်ဆိုကျွန်မတို့က9နာရီလောက်အချိန်ယူရတာမျိုးတွေရှိတာပေါ့နော်အဲ့လိုတွေဖြစ်တော့အာကျွားကဘလို့ဖြစ်လဲဆိုရင်ငငယ်ရတဲ့ရဲ့ဟိုဟာလဲပါတယ်ဒီဟာလဲဝါသနာပါတယ်ဟိုဟာလဲဝါသနာပါတယ်ပေါ့နော်ပြောရမယ်ဆိုရင် general ပေါ့ generalist ဖြစ်နေတာပေါ့ဆိုတော့အဲ့လိုလူမျိုးတွေအတွက်ကအာဟိုတစ်ခုခုကိုအောင်မြင်ဖို့အတွက်ဆိုရင်ဥမာအဲ့ဒီရွေးချယ်စရာတွေတော့များတာပေါ့နော်ကိုကဒီကိုဝါသနာပါတဲ့ကိုလုပ်ချင်တဲ့အရာတွေများစွာတွေကမှအဲဘယ်ဟာလေးကို specialize ယူမ လဲဆိုတာကိုကိုတေချာဆုံးဖြတ်ပြီးအဲ special lunch ယူမဲ့ဟာကိုထဲထဲဝင်ဝင်တိတိချာချာလေ့လာရမယ်ဖွဲ့ရရမယ် and ဟိုပြီးတော့အတွေ့အကြုံတွေရရမယ်ပေါ့အဲ့ကနေတော့မှ तू ကအဲ့တစ်ခုလေးကို तू special lunch ဖြစ်သွားတယ်ဆိုရင် तू ဒီအဲ့ဒါနဲ့ तू ရက်တီလို့ရတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးဟိုဖြစ်တယ်ပေါ့အဲ့အခုခေလုပ်ငန်းခွင်နေမှာကြာတော့အခုအဲ့ ကျွန်တော်တို့တွေဒီအရင်တော့ဆိုရင်အမျိုးအစားနှစ်မျိုးရှိရေပေါ့နော်ဒါကတော့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးပြောရဲခုနကကျွန်မအကြောင်းနဲ့ပတ်သက်ပြီးပြောတာပေါ့နော်အဲ့လိုကျွန်မလိုလူမျိုးတွေလည်းရှိလိမ့်မယ်ပြောပြောချင်တာကတော့ကျွန်မလိုလူမျိုးတွေလည်းစိတ်ထဲမကြာနဲ့အခုချိန်မှာဒီလိုလူမျိုးတွေကအာလုပ်ငန်းခွင်မှာ demand ဖြစ်နေရဲဆိုတဲ့ဟာလေးကိုပြောချင်တာဆိုတော့ January ဆိုတာကကြတော့ တော်တော်များများကိုသိရပေါ့နော်ဒါကတော့ဒီသူ့ရဲ့အဲစကလုံးထဲမှာကိုပါပြီးတာတဟိုကလည်းသိရဒါလည်းသိရဒါလည်းသိရကျွန်တော်တို့ငငယ်ရပြောသလိုဆို तू ကအရင်ကြီးဟိုနေရာတိုင်းကို तू သိရတက်တယ်နှံ့ဆက်တယ်ပေါ့နော်သိတာကပင်လယ်ကြီးလောက်ကျယ်တယ်ဒါပေမဲ့တိတိကျကျအဲ့ဒီတစ်ခုချင်းကို deep down သိသလားဆိုရင်ကျတော့အနက်ကကျတော့တပြေးလောက်ပဲရှိရပေါ့ ဒါပေမဲ့သူနဲ့ဆိုရင်ဟိုမှာဒီကြပြပိုင်းပြောမလားဘာပိုင်းပြောမလဲဟိုမှာအလုပ်ငန်းခွင်ထဲမှာဆိုလည်းပဲသူကဟိုကွန်ပျူတာဆိုလည်းတိလိုက်တာပဲဟိုဘာဆိုလည်းဒီ marketing ဆိုလည်းတိလိုက်တာပဲ sale ပိုင်းဆိုလည်းနည်းနည်းဟိုတီမီကောင်မရှိလိုက်တာပဲပေါ့နော်ဒါပေမဲ့အဲ့ဒီဟာတခုချင်းစီကိုသူကအအသေးစိတ်သိသလားဆိုတော့လည်းမသိပြန်ဘူးပေါ့နော်အဲ့မှာ specialist တွေကကြာတော့သူကသူ level ခုမှသူလုံးဝကျွမ်းကျင်နှက်ဆက်တယ်ဆိုတော့ခုနကဥပမာနဲ့ပြောမယ်ဆိုရင်သူရဲ့တိရဲ့အကျယ်အဝန်းကကြာတော့ရေရွန်းတော့ပဲ ှိတယ်။အကျဲရရေရင်းလောက်ဆိုသူတိရဲ့နေပဲပေါ့နော်နေပဲတစ်ခုကိုလုံးဝတိ။ဒါပေမဲ့အဲ့တိရဲ့ချင်းချင်းလေးကိုသူကဟိုးအဝေးထိလုံးဝနှက်နှက်ဆက်ဆက်အတွင်းကြက်ထက်တိတိချာချာကိုတိရဲ့။ ိုတော့အဲ့ဒီအတွဲကြောင့်ဥမာအတချို့တွေရှိကြတယ် specialist တွေကဘလို့အားတာလဲဆိုရင်အ company ကပေါ့နော်တခုခုကြောင့်အလုပ်ဝင်နေနေလျှော့ရတော့မယ်ဆိုရင်ဒီ specialist ကကြတော့ဒီနေရာမှာသူကလုံးဝကျွမ်းကျင်တဲ့အခါကြောင့်မှ computer ပြင်တာလုံးဝကျွမ်းကျင်နေဆိုဒီလူကဒီမှာလုံးဝမရှိလို့မဖြစ်ဘူးဘာကြောင့်လဲဆိုတော့သူကဒါကိုတည်တည်ချာချာသိရတည်တည်ချာချာပြင်တတ်တဲ့အတွက်ကြောင့် သူ့ကိုတော့ရှော့လို့မရဘူးပေါ့နော်နောက်တစ်ခါကျတော့သူကမှခက်တိမှအရန်ကျွမ်းကျင်တယ်သူရှိရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့မှာခက်တိ campaign တွေအဆင်ပြေတယ်အောင်မြင်တယ်ကိုယ့်ရဲ့ competency လူတည်တယ်ဒီအတွက်ကြောင့်သူ့ကိုတော့ရှော့လို့မရဘူးဆိုရင်ခုနက generalist တွေကကြတော့ဟိုရောင်ရောင်ဒီရောင်ရောင်အဲ့လို generalist တွေကအလျှော့ခံရတဲ့အထက်ပါသွားတာပေါ့နော်အဲ့လို generalist နဲ့ specialist တွေကအဲ့အလိုမျိုးတော့ကွာတယ်။ဒါပေမဲ့ဒီနေ့ခေတ်လုပ်ငန်းခွင်ရကြတော့ဟိုကျမတို့တွေ အရင်တော့ကလို့ပေါ့နော်အရင်တော့ဆိုရင်ဒီ professor ကြီးတယောက်ကသူ့ရဲ့တခွဲခင်းထဲမှာအာဒီ research တွေလုပ်နေုံနဲ့ရတယ်သူကသူ့ရဲ့ coworker တွေသူ့ရဲ့တခြားအာယာတွေကိုသူစိတ်ဝင်စားလဲပဲရတယ်ပေါ့နော်သူရက်တီလို့ရတယ်ပေါ့အဲဒီနေ့ခေတ်အချိန်ကာလကကြတော့အဲ့လိုမျိုးဟိုကိုယ့်ရဲ့နေရာချင်းချင်းလေးတစ်ခုလေကိုရက်တီလို့မရတော့ဘူးပေါ့နော်ဥမာကိုကဟုတ်တယ် skill ဘာလို့ဆိုဟိုဒီခေတ်ကကြတော့ knowledge ကအရင်ရှာရလွယ်တယ်ဟိုတက္ကသိုလ်ကနေဘွဲရဖို့တွေရလဲပဲဟိုရွေးချယ်စရာ ာတွေအများကြီးရှိတယ်ဒီတက္ကသိုလ်တစ်ခုထဲမှာကိုယ်မှရွေးချယ်ကြရှိတာမဟုတ်ဘူးဒါအများကြီးရှိတယ်ပေါ့နော်အဲ့လိုဆိုတော့အဲသူက scaling တူတယ်ပေါ့နော်ဥမာဒီအမ်ထားရ marketing ပေါ့နော်ဒါ marketing အမ်သူမှ scale ကအနှစ်ယောက်ကတူတယ်ဒါပေမဲ့အနှစ်ယောက်တူပြီးတော့တယောက်ကကြတော့ ဒီ team work ကောင်းတယ်ပေါ့နော်တခြားသူတွေကိုကောင်းကောင်းအာ lead လုပ်နိုင်တယ်ပြီးတော့အဲ team နဲ့သူကအဆင်ပြေပြေနေနိုင်တယ်တခုခုအဆင်ပြေပြေဖြစ်ရင်ဒေါသကိုသူထိန်းနိုင်တယ်ပြီးတော့စကားပြောဆိုကောင်းတဲ့အခါကျတော့အခြားသူတွေကိုပို့ပြီးတော့မှဆွဲဆောင်နိုင်တယ်ကို team နဲ့ရလူတွေမထွက်သွားအောင်အပြင်ကလူတွေနဲ့ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုဆိုတော့ น้องเตียวก็จ้าเอาหมดตัวตัวจ้วงเจ็มหมดแล้วตุตุเว้ยだใบแม้เอ่อตูก็จ้ารอดอดาจีเลยลุยเนี่ยกองๆดีไม่ลงไหนมูกองๆไม่เสร็จสรรไหนมู အပေါ်နော်အဲ့လိုမျိုးဖြစ်တယ်ဖြစ်တယ်ဆိုရင်အဲ့လိုမျိုးလူဆိုရင်ဒီလုပ်ငန်းခွင်မှာအလုံးခေါ်ရဲဆိုရင်ဘသူ့ကိုယူမလဲခုနကလူကိုယူမှာပေါ့ပထမလူကိုယူမှာပေါ့နော်အဲ့လိုလူမျိုးကိုကျမတို့က generalizing specialist လို့ခေါ်တာဆိုတော့ခေလုပ်ငန်းခွင်မှာအသုံးများလာတဲ့ဒါအရေးပေးလာတဲ့ဝန်ထမ်းမျိုးအစားတစ်ခုပေါ့နော်ကျမတို့တွေဒီဒီခက်ကြီးတဲ့မှာအရင်လူမျိုးကိုယ့်ရဲ့နယ်ပယ်ချင်းချင်းလေးတစ်ခုပဲသိယုံနဲ့အဆင်မပြေတော့ဘူးဒါပေမဲ့လည်းပဲဘာလို့မှခုနကလူနှဲ့နှဲ့ချွတ်ချွတ်အဲမသိပဲနဲ့ဟိုဆက်ဆက်ဒီဆက်ဆက်ဟိုဟာနည်းနည်းဒီဟာနည်းနည်းသိရ general list အနေနဲ့ရက်တည်ဖို့လည်းပဲအဆင်မပြေတော့ဘူးဆိုတော့အဲ့ဒီမှာသူကကြတော့ဒီ generalizing specialist ဆိုတာကကြတော့သူ့မှာနှစ်နှစ်ဆက်ဆက်တည်တဲ့တက်တဲ့ပညာရက် တခုရှိပြီးတော့မှအဲ့ဒီပညာရည်နဲ့ပတ်သက်တဲ့အခြားလုပ်ငန်းတွေကိုလည်းပဲသူကစိတ်ဝင်စားမှုရှိတယ်တိမိခောက်မှုရှိတယ်ဒီအတွက်သူအဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာအခြားလုပ်တွေပေါ်မှာလည်းပဲသူဝင်ရောက်ဆွေးနွေးပေးတာကြံ့ညံ့ပေးပြီးတဲ့အခါကျတော့ teamwork ကိုပိုကောင်းစေတာမျိုးပေါ့နော်ဒီလိုပညာရှင်မျိုးကိုအခုခေတ်မှာကျတော့တီပုံတံတန်နဲ့တယုတ်ဖော်ကြတယ်ဆိုတော့တီဆိုရင်ကျွန်မအခုဒီပြထားသလိုပေါ့နော် သူဒီအာတည့်ရနေပဲအများကြီးရှိတယ်ပြီးတော့သူ့ရဲ့ကျွမ်းကျင်နေနေပဲမှာဆိုသူကလုံးဝအသေးစိတ်အဲတည်တည်ချာချာတည်တယ်ပေါ့နော်ဒီခေလုပ်ငန်းခွင်နေမှာ အဲ့လိုမျိုးလူတွေကိုပို့ပြီးတော့မှခံထားလာကြတယ်အခု AI နေပေါ်လာတော့ပို့ဆိုးတယ်ပေါ့နော်ဒီ skating လူတွေကတယောက်နဲ့တယောက်တောင် skating အရှင်နေရတာမဟုတ်ဘဲနဲ့ AI နဲ့တောင်မှသွားပြီးတော့မှရှင်နေရတာမျိုးဖြစ်တော့အချို့လူတွေက AI ကအစားထိုးသွားတာမျိုးတွေရှိနိုင်တယ်အဲ့လိုဆိုရင်ဒီလူတယောက်ကသူဘယ်လောက်ထိ EQ ကောင်းတယ်လဲလူတွေကိုဘယ်လောက်ထိနားလဲပေးနိုင်တယ်လဲအခြားသူတွေရဲ့အလုပ်ပေါ်မှာသူဘယ်လောက်ထိဆွေးနွေးပေးနိုင်တယ်လဲလူတွေကိုဘယ်လောက်ထိ leadership ကောင်းကောင်းလုပ်နိုင်တယ်လဲ teamwork ကိုဘယ်လောက်ထိကောင်းကောင်းထိန်းနိုင်တယ်လဲသူရဲ့ဒီ ြတနာတစ်ခုခုဖြစ်တဲ့အခါမှာတည်တည်ငြိမ်ငြိမ်နဲ့ဘလို့ဖြည့်ရှင်းနိုင်တယ်လဲဒီလိုမျိုးတွေ soft skill ပေါ့နော်အားတွေပေါ်မှာပို့ပြီးတော့အားတွေအဲ့ဒီ soft skill အားတန်တဲ့သူတွေကိုပို့ပြီးတော့လုပ်ငန်းခွင်မှာအာငှားလာကြတယ်ပေါ့နော်ဆိုတော့ပြောချင်တာကခုနကဒီပုံသဏ္ဍာန်ကိုပြန်ပြောမယ်ဆိုရင်ဒီနေ့ခင်းတဲ့အကျုံးဝင်တာကကြတော့သူက သူ့မှာသူကျွမ်းကျင်တဲ့ heart skill တခုရှိရဲ့အဲ heart skill ကလူတိုင်းလည်းပဲအချို့တွေသူနဲ့တူတူဒီ level မှာကျွမ်းကျင်တဲ့သူတွေလည်းပဲတူတူရှိကြမှာပဲအဲ့လိုရှိကြတာချင်းတူတူမှာဒီ soft skill ပေါ့နော်ခုနကပြောတဲ့ဒီ EQ ကောင်းတာကတော့ problem solving skill ကောင်းတာကတော့ဒီ soft skill တွေကိုဒါသူကကောင်းကောင်းမွန်မွန်อืมตุ้มมาชื่อเมท้ามั้ยส่วนปี้วาท้ามั้ยส่วนตูดิดีโรงงานขွင့်ด้วยปอนเนาะโรงงานขွင့်ไม่กะเวเนี่ยบิสซิเนสลงมั้ยส่วนเลยบิสซิเนสมาดาออมเนี่ยตูเดียวผิดทัวมาเวปอนเนาะ เนาะဒါကတော့ဒီပေါ့ဒါပေမဲ့အခုနောက်ပိုင်းအကြောဘယ်လောက်တိဖြစ်လာလဲဆိုရင်လူတွေကဒီမှာတစ်ခုစုံတစ်ခုပဲကျွမ်းကျင်တာမဟုတ်တော့ပဲね marketing ကျွမ်းကျင်တယ် sales လည်းကျွမ်းကျင်တယ်เนาะတကယ်ကို deep down ကျွမ်းကျင်တာပေါ့เนาะလုံးဝနှက်နှက်ချွတ်ချွတ်တည်ရပြီးရင်သူ um computer ဘိုင်းပေါ့ programming ဘိုင်းလည်းကျွမ်းကျင်တယ် production ဘိုင်းလည်းကျွမ်းကျင်တယ်ဆိုအဲ့ဒီဟာကိုကြာတော့ဘာနဲ့တရုပ်ဖော်ကြလဲဆို m နဲ့တရုပ်ဖော်ကြတယ်ဒီအပေါ်ဒီသူဒီကျွမ်းကျင်တဲ့နေပဲတွေ သူသူတည့်ရဲ့နယ်ပယ်ကြီးအများကြီးရှိရဲအဲ့နယ်ပယ်ကြီးထဲမှာလည်းပဲတခုချင်းစီကိုသူ့ရဲ့ကျွမ်းကျင်နယ်နယ်ပယ်ဒီ၅ခုလောက်ရှိရဲပေါ့နော်အဲ့လောက်ထိကိုအခုနောက်ပိုင်းဒီလုပ်ငန်းခွင်တွေမှာဟို specialized ကိုတခုတည်းမဟုတ်တော့ပဲနဲ့၄၅ခုလောက်ကျွမ်းကျင်နယ်သူတွေလည်းပဲရှိလာနေပြီပေါ့နော်ဆိုတော့ပြောချင်တာကကြတော့ဒီအရင်အရင်တော့ကကြတော့ကျမတို့ generalist ဆိုလဲ generalist specialist ဆိုတခုတည်းပဲကိုကရက်တီလို့ရတယ်အခုနောက်ပိုင်းမှာကြတော့ဒီ generalizing specialist လို့ပြောရဲကျမတို့တီပုံတဲ့ဝန်ထမ်းနေတီပုံတဲ့လူတွေ ကိုပို့ပြီးတော့အသားပေးလာကြတယ်ဒီနောက်ပိုင်းမှာဆိုရင်ဒီအံပုံတနလူတွေကိုပို့ပြီးတော့အသားပေးလာမယ်သဘောရှိရပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုယ်ရဲ့လေ့လာမှုကျမတို့ကရပ်ပြလို့မရဘူးဆက်ပြီးတော့မှကျမတို့ဒီနယ်ပယ်မှာဒီလုပ်ငန်းခွင်မှာဒီ business မှာရက်တည်ခြင်းနဲ့ဆိုရင်အများအားဒီတိုးတက်နေတဲ့ခင်နဲ့ အညီလိုက်ပြီးတဲ့အခါကျတော့ smart လေ့လာနေရမယ် marketing ဆိုလဲ marketing မဟုတ်ဘဲね sales အကြောင်းလည်းသိရမယ် production အပိုင်းလည်းပဲသိရမယ် HR ပေါ့နော် human resource management အပိုင်းလည်းသိရမယ်အဲ့အဲ့လိုမျိုးသိလာရင်ကိုက teamwork ထဲမှာထဲထဲဝင်ဝင်ကိုသည်ပါဝင်နိုင်တယ်တရားရောက်ကသူတို့ sales အကြောင်းသူတို့တွေ ပြောနေကြရတယ်ပေါ့နော်။အမကိုက business owner ဖြစ်တယ်ဆိုရင် sales အကြောင်းကိုကတိမိခောက်မရှိရယ်ဆိုရင်သူလောက်တာမှားနေလားမှန်နေလားဆိုတာကိုကိုဒီဘလို့ပဲဖြစ်ဖြစ်တော့အခဲဖြတ်လို့ရတယ်အကြံပေးလို့ရတယ်အဲဒီဟာလေးကိုကျွန်မဒီထဲမှာမျှဝေချင်တာပါဒီ generalizing specialist ဆိုတဲ့အဲခေါင်းစဉ်လေးကိုပေါ့နော်အကယ်၍ဒီလို topic မျိုးကိုစိတ်ဝင်စားရတယ်ပေါ့နော်ဒီလို content မျိုးတွေစိတ်ဝင်စားရတယ်ဆိုရင်ကျွန်မရဲ့ YouTube channel ကို subscribe လုပ်သွားပြီးပုံမြင့်တာရခင်ပါတယ်ကျွန်မနောက်ထပ် video တွေနဲ့အတူတူပြန်လာပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်